မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးမြန်မာတက်ဂရိတ်1389ခုနှစ်ဒဇောင်မုံလဆုတ်9ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့စောဆယ်မွန်ပါပထမဆုံးအနေနဲ့မုံမိတ်မတရားလီတက်များဆုတ်ခွာသွားလဲစစ်အုပ်စုလက်အောက်မကြောက်စီရန်မုံမိတ်ပကဖအစွမ်းကုန်စူးစားကာကွယ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်ခရိုင်အတွင်းရှိ ထိန်းချုပ်ဒေသများကိုစစ်ကော်မရှင်လက်အောက်သို့မကျရောက်စေရေးကြိုးပမ်းကာကွယ်သွားမည်ဖြစ်ကြောင်းမုံမိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။မုံမိတ်မြို့ကိုတအံမျိုးသားလူမျိုးရေးတက်မတော်တရန်အလီနဲ့အတူပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက10-20ခွန်စစ်စင်ရေးအတွင်းတိုက်ဖိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။သို့တော့တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်မရှင်တက်တဲ့တီအန်လီတို့ကြားအပြစ်ရဲ့သဘောတူညီခဲ့ပြီးတီအန်လီတက်များဟာယခုနိုဝင်ဘာလတွင်မိုးမိတ်မြို့နယ်မုတ်ကုတ်မြို့များမှဆုတ်ခွာပေးမည်ဖြစ်ကြောင်းကြေညာထားတာပဲဖြစ်ပါတယ်။မိုးမိတ်ခရိုင်တွင်ရှိဖြစ်ပေါ်နေသောအခြေအနေများအရမြို့တော်ပြင်အခက်အခဲများကြုံတွေ့စေကမူပြည်သူနဲ့တသားသေးရှိနေမည်ဖြစ်ကြောင်းမိုးမိတ်ပကပကပြောကြားထားပါတယ်။ဒါအပြင်မုံမိတ်ပကပအနေဖြင့်အဆိုပါဒေသများကိုစစ်ကော်မရှင်လက်အောက်သို့မကျရောက်စေရန်နဲ့တော်လိုင်းအောင်မြင်မှုပန်းနိုင်စီတို့အ мян ဆုံးရောက်ရှိစေရေး ညီနောင်မဟာမိတ်များနဲ့အတူပူပေါင်းပြီးအောင်မြင်မှုရသည့်အထိဆက်လက်ချစ်တက်သွားမည်ဟုရလေဂရိတစ္ဆာပြုထားပါတယ်အလားတူမုတ်ကုတ်မြို့မှတရံလီတက်များဆုတ်ခွာပေးမိဖြစ်တော်လဲအမျိုးသားညီညွတ်ရေးအစိုးရအယွန်းကြီးလက်အောက်ရှိပြည်သူ့ကာကွယ်ရေးတက်များမှအစွမ်းကုန်ကာကွယ်သွားမိဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်စစ်ကော်မရှင်ကလည်းလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲကျင်းပရန်ဆောင်ရွက်နေပြီးနယ်မြေများပြန်လည်ရရည်တော်လှန်ရေးတပ်ဖွဲ့ဝင်များရဲ့ထိန်းချုပ်စုံမှုနေမြေများကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ပြည်သူများသတိပြုနေထိုင်ကြဖို့တော်လိုင်းတက်ဖွဲ့များကသတိပေးထားကြောင်းသိရပါတယ်ခင်ဗျာဆက်လက်ပြီးကတာနဲ့ထိချိုက်မြို့နယ်များမှာကြံတောင်သူများတကြဆက်ယုံများထံမှငွေအကြေမရရှိတာကြောင့်အကျွေးတင်ကအခက်ကြုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။စကိုင်းတိုင်းကတာမြို့နယ်နဲ့ထိချိုက်မြို့နယ်တို့မှာကြံတောင်သူများဟာတကြဆက်ယုံများမှဝယ်ယူပြီးတော့ကြံများအတွက်ငွေအပြည့်စုံမရရှိသေးခြင်းနဲ့ ချိန်မီမဝယ်ယူနိုင်ခြင်းတို့ကြောင့်ဒေသခံကြံစိုက်တောင်သူများအခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရပါဗျ။ကြံစိုက်စိတ်နဲ့ခုတ်စိတ်ကြိုတင်မြရတဲ့အပြင်ကြံရာဒီရက်တတ်မှတ်တာအရန်နောက်ကျပါတယ်။တပေါင်းလားလောက်ကြီးခုတ်ရတော့ကြံအလေးချိန်လည်းမထွက်ဘူး။အလုတ်သမားကိုပိုပေးခေါ်ရတယ်လို့ကားကလည်းပိုပေးရလို့မနစ်ကခြေထားတဲ့အကျွေးတောင်မခြေသေးပါဘူး။ စိုက်လက်စားနဲ့အခြားသီးနှံပြောင်းစိုက်ဖို့ကလည်းငွေမရှိတာကြောင့်ဒီအတိုင်းပဲလုပ်နေရတယ်လို့ဒေသခံကြံတောင်သူတို့က PSN ကိုအခုလိုပဲပြောပါတယ်။ရခိုင်ကြံရာဒီများမှာတော့ကတာမြို့နယ်ကြံစိုက်တောင်သူများဟာစိုက်စိတ်နဲ့ကြံခုတ်စိတ်ငွေများကိုဝါဇိုလာနဲ့သတင်းကြွလာများတွင် ထွက်ရှိမိကြံတန်မိုးရဲ့တတ်မှတ်ဈေးထက်ဝက်နှိပါခန့်ကြိုတင်ရရှိခဲ့တော့လေ2023-24နဲ့24-25ကြံရာဒီမှာစတင်ကကြိုတင်ငွေရရှိခြင်းမရှိတော့ကြောင်းဒေသခံများထံမှသိရပါဗျာ။ ဒါအပြင်စိုက်ပျိုးရေးလုပ်ငန်းသုံးညစီစင်းတို့များမြင့်တက်ခြင်းအလုသမားဈေးနဲ့တဲယူပို့ဆောင်ကမြန်မာချင်းတို့ရှိနေသည့်တိုင်ပြီးခဲ့တဲ့ကြံရသည့်နှစ်ချိန်လုံးမှာကြံတဒန်လင်းချက်တသိန်းခွန်းကန့်သာရရှိခဲ့ကငွေများအပြည့်ဝမရရှိသေးတဲ့အတွက်တောင်သူများအခက်အခဲများစွာကြုံတွေ့နေရကြောင်းသိရပါတယ်စစ်ကော်မရှင်အာဏာမသိမ်းမီကတစောင်းမုံလှမှာစက်ယုံစတင်ဖွင့်လှစ်ပြီးအချိန်အခါတိုင်းကြံခုတ်ရတဲ့အတွက်ကြံတန်ချိန်မလျော့ခြင်းအလုသမားကနဲ့တယ်ယူပို့ဆောင်ကများမျှတခြင်းတို့ကြောင့် တောင်သူများအဆင်ပြေခဲ့ကြပါတယ်။ယခုနောက်ဆုံးနှစ်ကြိမ်တွင်မူစက်ရုံကိုတပေါင်းလဆန်းမှဖွင့်မယ်ဆိုတဲ့အတွက်ရာသီဥတုအပူချိန်ကြောင့်ကြံထွက်နှုန်းနည်းပါခြင်းသမတ်ရက်တူတောင်းသဖြင့်ကြံခုတ်အလုသမားများကိုဈေးပိုပေးခေါ်ယူရခြင်းစတဲ့ပြဿနာများပါရင်ဆိုင်နေရကြောင်းသိရပါတယ်။ကတာမြို့နယ်မှာစိန်တိုးဂရေဝေါ်အုပ်စု MSD တောင်သူအများစုဆရာပိုင်းတကြားဆက်ယုံများထိခြားမြို့နယ်မှာတရုတ်ကုမ္ပဏီတကြားဆက်ယုံနဲ့စုစုပေါင်း၃ယုံရှိကြောင်းသိရပါတယ်။ စက်ရောင်ဖွင့်ကန်ဒီမှာထပ်မံချုပ်ဆိုတဲ့စာချုပ်မှာကုမ္ပဏီမှတင်ပို့ခြင်းရောင်းချခြင်းအခက်ခဲကြောင်းပိတ်သိမ်းခဲ့ပါကတောင်သူများကတကြားတဝက်ငွေတဝက်သို့မဟုတ်ကြံတဝက်ကိုပါလက်ခံရမှာဖြစ်ကြောင်းချုပ်ဆိုထားရတာပဲဖြစ်ပါတယ်။အခြားရောင်းစရာနေရာမရှိသောတောင်သူများအတွက်အဆင်မပြေတော့လဲလက်ခံချုပ်ဆိုခဲ့ရကြောင်းသိရပါတယ်။အခုချိန်ထိငွေအခြေရရှိသောတောင်သူအနည်းငယ်သာရှိပြီးကျန်းမာရေးကြောင့်အတနာခန်စာတင်ပြသူများကိုပင်တကြားတဝက်ငွေတဝက်ပေးခဲ့ကြောင်းသိရပါတယ်။ထွက်ရှိတကြားများဟာ ဒေတာတွင်ဈေးကွက်လိုအပ်ချက်ထက်များနေတာကြောင့်တခြားဝယ်ကိုယ်စားလှယ်များမှာဆက်လက်ဝယ်ယူခြင်းမရှိတော့ကြောင်းသိရပါတယ်။စက်ယုံတို့ငွေပေးချီမိအချိန်ကိုတွားရောက်မေးမြန်းတော့လဲစက်ယုံမှာအကြောင်းပြန်ကြားခြင်းမရှိကြောင်းကြံဆိုင်တောင်သူများထံမှသိရပါတယ်။ယခုပေါက်စေးဖြင့်တကြများလက်ခံရယူပါကကြက်သိန်းတရာခန့်ရမိတောင်သူဟာကြက်ဆယ်သိန်းခန့်အရှုံးပေါ်နိုင်တာကြောင့်တောင်သူများကတကြနဲ့လဲယူလိုခြင်းမရှိကြောင်းသိရပါတယ်။ပုံမှန်အချိန်လေးတိတ်ရင်တော်သေးတယ်။အခုကတိတ်နာနောက်ကြတော့ဈေးတွေပိုကုန်တယ်။ သူတို့မှမဝယ်ရင်ဘဲမှသွားမယောင်ရလို့သူတို့တကြားဆက်ယုံချုပ်စီခြင်းတဲ့အတိုင်းချုပ်လိုက်တာအခုကတော့အတိုးထိုင်ပေးနေရတယ်သူတို့လှုပ်ပေးမှပဲရတော့မှာပဲလို့ဒေသခံကြံတောင်သူတို့က PSN ကိုထပ်မံပြောပြပါတယ်ရခိုင်ကြံရသည်ပြီးချိန်များမှာចောင်းဆောက်ဖျားတဲ့အလှတန်းများလှုပ်လေရှိတဲ့ကြံတောင်သူများဟာစိုက်စိတ်ခိုးစိတ်ပို့သည်ဖြင့်အစင်မပြေသည့်ဂျာမမိမိတို့ရရှိမည့်ငွေများပါအကုန်ရရှိခြင်းမရှိတဲ့အတွက် တောင်သူများအနေဖြင့်၎င်းတို့ရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်ရန်မျှော်လင့်လျက်ရှိကြောင်းသိရပါတယ်ခင်ဗျာဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကို PSN ဝိုင်းတော်သားကိုတီဟမတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပြစံ news ပြသက်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီးနိုင်ငံတကာသတင်းများကိုတင်ပြဆင်ခံပါမယ်ခင်ဗျာ ပထမဦးဆုံးအနေနဲ့ထိုင်းကမ္ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီချက်မြေမြုံမိုင်းပေါက်ကွဲမှုပြီးထိုင်းကဆိုင်းငံ့နေဆိုတဲ့သတင်းကိုပထမဦးစွာတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံအနေနဲ့အိန္ဒိချင်းကမ္ဘောဒီးယားနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုဆိုင်းငံ့လိုက်တယ်လို့သိရပါတယ်။မနီကလူဝင်မာလာဆယ်ရည်ကထိုင်းနိုင်ငံစစ်စစ်ကခရိုင်နယ်စပ်နီးမှာကင်းလည်နေတဲ့ထိုင်းစစ်သားနှုတ်ဦးဟာမြေမြုံမိုင်းပေါက်ကွဲမှုကြောင့်ဒဏ်ရာရရှိမှုအပြီးမှာထိုင်းဝန်ကြီးချုပ်အနုတင်ချန်ပီယံကုန်းက အပြစ်ကရစေးသဘောတူညီချက်အရသတ်မှတ်ထားတဲ့လုပ်ငန်းတွေကိုဆိုင်းငံ့ထားမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။အဲဒီလုပ်ငန်းတွေမှာထိုင်းနိုင်ငံဟာကမ္ဘောဒီးယားစစ်သား၁၈ဦးကိုပြန်လွှတ်ပေးရမှာဖြစ်ပြီးနှစ်ဖက်စလုံးကလည်းနေဆက်ဒီသားမှလက်နက်ကြီးများနဲ့မြေမြုံမိုင်းတွေကိုဖယ်ရှားခြင်းစတင်ရမှာဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ကကမ္ဘောဒီးယားနဲ့ညီချင်းရေးသဘောတူညီချက်ဆိုင်းငံ့တဲ့အပေါ်ကမ္ဘောဒီးယားအစိုးရဘက်ကတုံ့ပြန်မှု မရှိသေးပါဘူး။အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနေမြေပိုင်နဲ့အငင်းပေါင်းမှုကြောင့် 2025ခုနှစ်ဇူလိုင်လမှာ9ရက်ကြာနေဆက်တိုက်ပွဲများဖြစ်ပွားခဲ့ရာအနည်းဆုံးလူ43ဦးသေဆုံးခဲ့ပြီးနေဆက်တစ်လျှောက်နေထိုင်သူအရသာ3သိန်းကျော်နေရပ်ကိုစွန့်ခွာခဲ့ရပါတယ်။အဲဒီဖြစ်ရတွေပြီးပြီးခဲ့တဲ့အော်တိုဘာလကမလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးဆွေးနွေးမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာအမေရိကန်ရဲ့ဂျောင်းဝင်ဆက်ဆက်ပေးမှုနဲ့အပြစ်ခတ်ရက်စဲသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါလေခင်ဗျာ။ တလပီဖိလစ်ပိုင်မှာဖုန်းဝင်စူပါတိုင်ဖုန်းမုန်တိုင်းကြောင့်အ ਨੇ ဆုံးလူ9ဦးတေဆုံးကလူပေါင်း1.4သန်းခန့်အိုးအိမ်ဆုံးခွာရတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စူပါတိုင်ဖုန်းမုန်တိုင်းဖုန်းဝင်ဟာဖိလစ်ပိုင်နိုင်ငံရဲ့အဓိကကျွန်းကြီးဖြစ်တဲ့လူဇွန်ကျွန်းရှိအော်ရိုရာပြည်နယ်ကမ်းရိုးတန်းကိုမနေ့ကနိုဝင်ဘာလ10ရက်နေ့ကဝန်ရောက်တိုက်ခတ်ခဲ့ပါတယ်။မုန်တိုင်းဟာတနိုင်းလင်းလေတိုက်နှုံ185ကီလိုမီတာမှအမြင့်ဆုံး230ကီလိုမီတာအထိရှိပြီးအချင်း1800ကီလိုမီတာကျယ်ဝန်းပါတယ်။ မုံတိုင်းကြောင့်ကျေးရွာများရင်းနှီးမြှုပ်ခြင်းနဲ့မြေပြင်မှုများဖြစ်ပွားခဲ့ပြီးအ ਨੇ ဆုံးလူ9ဦးသေဆုံးကလူပေါင်း1.3တန်းသန်းခန့်အိုးအိမ်ဆုံးခွာခဲ့ရပါတယ်။မုံတိုင်းကြောင့်မြို့များပြားမှာလျှက်စစ်မြေတွေပြတ်တောက်နေဆဲဖြစ်ပြီးမြို့တော်မနီလာပါဝင်လူစုံကျွန်းတဝမ်းရှိစာသင်ကျောင်းများနဲ့ဆိုးရရုံများကိုတိလင်းလာနေမှာစတင်ပိတ်သိမ်းခဲ့ပြီးဒီကနေ့အင်္ဂါနေ့မှာလဲဆက်လက်ပိတ်ထားမှာဖြစ်ပါတယ်။ မုန်တိုင်းဖြတ်တန်းသွားပြီဖြစ်ပေမဲ့လည်းအချို့ဒေသများမှာတော့မိုးသီးတန်းစွာဆက်လက်ရွာသွန်းနေတဲ့အတွက်အန္တရာယ်ရှိနေသေးကြောင်းအာဏာပိုင်တွေကသတိပေးထားပါတယ်။အဲဒီမုန်တိုင်းကြီးဟာလူ224ဦးသေဆုံးခဲ့ရတဲ့ကောင်မေဂီတိုင်ဖွန်းမုန်တိုင်းတက်ခတ်ပြီးတဲ့နောက်ဝင်ရောက်လာတာဖြစ်ပြီးအခုနှစ်အတွင်းမှာဖိလစ်ပိုင်ကိုတိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေအနက်အားအပြင်းဆုံးဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။အခုတခါ ဒီဇင်ဘာမှာကျင်းပမယ့်မြန်မာရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့အခြေအနေလုံးဝမရှိလို့ကုလသမဂ္ဂလူ့ခွင့်ရေးကြီးကပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံဟာဗျံပဒါဖြစ်နေပြီးဘုံကျဲတက်ခတ်မှုတွေပြင်းထန်ကာလူ့ခွင့်ရေးချိုးဖောက်မှုတွေလည်းအချိန်ဟုန်နဲ့ဖြစ်ပေါ်နေတဲ့အတွက်လာမယ့်ဒီဇင်ဘာလ28ရက်မှာကျင်းပမယ့်အာနာတိုင်းစစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့အခြေအနေလုံးဝမရှိကြောင်း ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာကြီးကဲဟာဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့ AFP သတင်းဌာနနဲ့အင်တာဗျူးမှာအခုလိုပဲပြောကြားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အခြေအနေကမီဒီယာတွေရဲ့အာရုံစိုးစိုက်မှုကိုလုံလောက်စွာမရရှိပဲပြည်သူတွေဟာဆင်းရဲဒုက္ခခံစားနေရပါလေ။စစ်ကောင်မရှင်ကပြည်သူတွေရဲ့လူလတ်ခွင့်ကိုညှင်းပယ်ထားပြီးအတိုက်ခံတွေကိုဖမ်းဆီးချုံနှောင်ထားပါတယ်။သတင်းသမားတွေကိုလည်းတပ်ဖြတ်နေတယ်လို့၎င်းကဆိုပါတယ်။တပြင်းစစ်ကော်မရှင်ဟာအရသာတွေကိုလည်းပြင်းထန်စွာဘုံကျဲတက်ခတ်မှုတွေလှုပ်ဆောင်နေတဲ့ပြင် အထူးသဖြင့်ရခိုင်ပြည်နယ်မှာပြည်တွင်းစစ်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း၎င်းကထောက်ပြပါဗျ။ဒီလိုအခြေအနေတွေအောက်မှာရွေးကောက်ပွဲကျင်းပဖို့ဆိုတာလုံးဝစဉ်းစားလို့မရနိုင်တော့ပါဘူးလို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမာမင်းကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။မြန်မာစစ်ကောင်စီဟာ2021ခုနှစ်မှာအာဏာသိမ်းယူပြီးပြည်တွင်းစစ်ကိုဖြစ်ပွားစေခဲ့ပေမဲ့လည်းရွေးကောက်ပွဲတွေဟာပြန်လည်ရင်ကြားစေရေးအတွက်အခွင့်အလမ်းဖြစ်ကြွေးကြော်လျက်ရှိပါတယ်။ဒါပေမဲ့လက်ရှိမှာတော့တော်လိုင်းတပ်ဖွဲ့တွေကမိမိတို့ထိန်းချုပ်နေမြေတွေမှာရွေးကောက်ပွဲကျင်းပခွင့်ပိတ်ပင်ထားမှာဖြစ်ပြီး လေလာဆောင်ကြည့်သူများကလည်းဆင်အာနာရှင်တိမြဲရေးအတွက်ကျင်းပမဲ့ရွေးကောက်ပွဲဖြစ်လို့ပယ်ချထားပါဗျ။တိုင်းပြည်ရဲ့နေရအတော်များများကိုဘယ်သူမှထိန်းချုပ်နိုင်ခြင်းမရှိဘူး။စစ်တပ်ကလည်းပြည်ပကမှာပောင်းဝင်ပတ်သက်နေပြီးတော့ပြည်သူတွေကိုနှစ်ပေါင်းများစွာဖိနှိပ်ထားတဲ့အချိန်မှာဒါတွေကိုလွတ်လပ်ပြီးတရားမျှတတယ်လို့ဘယ်သူမှပြောနိုင်မှာလဲ။ရွေးကောက်ပွဲကိုရောဘယ်လိုလုပ်ဆောင်နိုင်မှာလဲလို့မဟာမင်းကြီးကမေးခွန်းထုတ်ခဲ့ပါဗျ။စစ်ကော်မရှင်ဟာအာဏာသိမ်းပြီးတဲ့နောက်ဒီမိုကရေစီကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုဖျောက်ချတာထောင်ချထားခြင်း သူမရဲ့လူထုထောက်ခံမှုအကောင့်နဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကိုဖျက်သိမ်းထားခြင်းတို့ကြောင့်အဆိုပါရွေးကောက်ပွဲဟာတရားဝင်မှုမရှိနိုင်ကြောင်းလူ့အခွင့်အရေးအဖွဲ့တွေကပြောကြားထားပါတယ်စစ်တပ်ဟာ2020ရွေးကောက်ပွဲမှာ NLD ပါတီကအပြတ်အသတ်နိုင်ရခဲ့တာကိုမဲမတမာမှုရှိတယ်လို့ဆွဆွဲပြီး2021ခုနှစ်ဖေဖော်ဝါရီလမှာအာဏာသိမ်းခဲ့ပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ PSN News မှာတင်ဆက်ပေးနေတဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာပဲဖြစ်ပါတယ်။ PSN News ကိုကြည့်ရှု update နေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှစ်ပါးအေးချမ်းလုံခြုံကြပါစေခင်ဗျာ။